သံဃာအချင်းချင်းအချင်းမျှပြီးပြဒနာတက်လို့ဖယားရှင်မနေနိုင်ဘူးကြွလာပြီးတော့သံဃာအချင်းချင်းကနေအငင်းမပွားကြဖို့ဖယားရှင်ကအဆုံးအမပေးဖို့ကြွရောက်လာတဲ့အခါမှာသံဃာတော်တွေကသူ့ဖက်ကိုယ့်ဖက်နဲ့တင်းနေတာတင်းနေတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုဖယားရှင်တော်မဆုံးမလို့မရတဲ့အနေအထားမှာရောက်နေတယ်အဲကြတော့ဖယားကနေပြီးတော့ဘာဖြစ်လဲဆိုတဲ့အခါ အေးနောက်ကြတော့သူတို့ပြဿနာသူတို့ဟာသူတို့ရှင်းသားလိမ့်မယ်ဆိုပြီးတော့ AACC လေးတော့ထွက်ခွာလာမှာပဲဆိုပြီးတော့အခုခုနကြိုင်တူသွားမယ်ဟိုကောတိတယုံချောင်းကနေပြီးတော့ဗုဒ္ဓဖျားရှင်ကဒီဖက်တပါတဲ့ထွက်လာတာ။အုံနောက်ကတခြားနေရာတခြားနေရာသွားတော့မယ်ဆိုရင်တော့အရှင်အာနန္ဒအလုတ်အကျွေးအမြဲတမ်းတည်းဘေဘီခေါ်သွားတာ။အဲ့ဒီအချိန်မှာဗုဒ္ဓဖျားရှင်ကဘသူ့မှမခေါ်ဘူး။မခေါ်တဲ့အခါကျတော့ ဗုဒ္ဓဘုရားရှင်ကိုလမ်းပြီးတော့ပြိမယ်လိုက်ပြိမယ်ယဟန်900ကြီးလိုက်ပြိမယ်ဆိုတဲ့အခါအရှင်အာနန္ဒာနဲ့တိမ်ပင်တဲ့အခါမြတ်စွာဘုရားရှင်ကိုတော့မြတ်ဒီအကြောင်းမရှိဘဲနဲ့ဟိုသူတခုခုဆိုရင်အရေးအကြောင်းရှိရင်အရှင်အာနန္ဒာကိုတိမ်ပင်ကြီးနှိမ်ပြီးတော့ပြောပြီးတော့မှသွားနေကြဒီတစ်ချိန်မှာဘုရားရှင်ကကိုယ်တိုင်ကနေပြီးတော့အဲ့ရာဒီအဲ့ရဒီခေါက်သိမ်းပြီးတော့ဒေချာလေးခေါက်သိမ်းပြီးတော့ဘသူမှမပြောဘူးအရှင်သာရိပုတ္တရာအရှင်မဟာမောက္ခလန်တော်မှာမပြောခဲ့ဘူးဆိုရင် ရှင်အာနန္ဒာကလည်းပဲအဲ့ဒါဖယားရှင်အကြောင်းရှိမယ်လိုက်ပင်းလို့အရှင်ပြေမှာမဟုတ်ဘူးဆိုပြီးတော့အဲ့ဒါနဲ့ဗုဒ္ဓဖယားရှင်တပါးတည်းထွက်လာတာတပါးတည်းထွက်လာတဲ့အခါမှာလန်ခုလတနေရမှာလန်ခုလတနေရမှာဟောပလိလင်ရဆိုတဲ့ယွာကြီးရှိတယ်ပလိလင်ရယွာလို့စာပေထဲမှာရှိဘူးတယ်အဲ့ဒီပလိလင်ရယွာရောက်တဲ့အခါကျတော့တောင်ကုန်းလေးယုံယုံမှာအဲ့ဒီ ိုတော်တပါးကသတင်းသုံးနေတယ်အအရှင်ပါကုဆိုတဲ့မထေတပါးတဲ့သတင်းသုံးတယ်တပါးတဲ့သတင်းသုံးတော့ဗုဒ္ဓဘုရားရှင်ကြွလာတာတွေ့တဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုဝုတ်ကြီးဝငယ်ပြုပြီးတော့မှတပါးတဲ့သတင်းသုံးတယ်ဆိုတဲ့အနေထားဘုရားရှင်ကနေပြီးတော့အရှင်ပါကုကိုတပါးတဲ့သတင်းသုံးရတဲ့အကြောင်းကို ကာယဝိဝေကစိတ်တဝိဝေကဥပတိဝိဝေကဆိုတဲ့ဝိဝေက၃ပါး ကာယဝိဝေကဆိုတဲ့ကိုယ်ရဲ့ကင်းဆိုင်မှုစိတ်တဝိဝေကဆိုတဲ့စိတ်မှာကိလေသာအညစ်အကြေးကင်းကင်းစင်မှုအာယုံကနေအာယုံငါးပါးတွေကင်းရှင်းတဲ့နေရာမှာနေရတာစိတ်ကလွတ်လပ်မှုရှိတယ်ဒီလိုပြောတာနောက်ပြီးတော့ဥပတိဝိဝေကကိလေသာတွေကင်းနေတယ်ဆိုရင်အဲ့ဒီကိလေသာကင်းတဲ့စိတ်ကလွတ်လပ်မှုအပြည့်ရှိတယ်ဆိုတဲ့အကြောင်းတပါးတဲ့နေရတဲ့အကျိုးတရားကိုဖះရှင်ကနေပြီးတော့မှအဲ့ဒီအရှင်ပါကုဆိုတဲ့မထေမြတ်ကိုတရားဟောခဲ့ပါသေးတယ် အကြိုက်ဟောပြီးတော့နောက်ထပ်တစ်ခါတပားတည်းထွက်လာထွက်လာတဲ့အခါကျတော့ဒီပလိလင်ကတော့နဲ့မလားမကန်းတင်နေရမှာဝါတော်ဆိုတဲ့ရှိတယ်ဝါတော်ကြောင့်နဲ့ဝါတော်ကြောင့်မှာအဲ့ဒီမှာဝါတော်တဲ့ဝင်မယ်အဲ့ဒီတော်ကြီးတစ်ခုတည်းဝင်မယ်ဆိုတဲ့အခါကျတော့တော်ဆောင်ကြီးတစ်ခုကနေပြီးတော့ဖယားရှင်ရဲ့ဖယားရှင်ကိုလမ်းပြီးတွားတာဖယားရှင်မှပဲသိမလဲဖယားရှင်ရဲ့ခန္ဓာကိုယ်ကအဲ့ဒီမှာရောင်ချီတော်တွေ မကုံမြူဘူးဆိုရင်တာမန်ယဟန်တော်တပတ်လိုပဲတာမန်ယဟန်တာအသွင်ယဟန်တပတ်အသွင်လိုပဲသွားတာအဲ့ကြတော့အေးယဟန်ကြီးဒီနေရာမလာပါနဲ့ဒီအတွင်းထဲမှာဟိုသူတော်ကောင်းတွေတရားလောက်ပွားများအထုံနေတယ်အရှင်မြတ်သုံးပါရှိတယ်သူတို့နောက်အဆက်မပေးပါနဲ့သူတို့ကိုချမ်းချမ်းသာသာနေပါစေဆိုတဲ့အခါအဲ့ဒီတတိယစကားကြားတဲ့အခါကျတော့လန့်ကြည့်လိုက်တဲ့အခါကျတော့အရှင်အာနုရုဒ္ဓကလန့်ကြည့်လိုက်တာ အရှင်အနုရိဒ္ဓလမ်းကြည့်လိုက်တော့ဟာဖះကြွာလာပြီဆိုတဲ့အခါကျတော့ဟေးဒေါဆောင်တာတာနေဝဇ်ဒါငါတို့ဆရာကြွာလာတာဖြစ်တယ်ဆရာကြွာလာတယ်အဲ့တော့လွတ်လိုက်တော့ဆရာကြွာလာတယ်ဆိုပြီးဖះကိုခရီးဥကျိုဆိုတာအဲ့ဒီတော့တယ်မှာဘသူနေတယ်လဲဆိုတဲ့အခါအရှင်အနုရိဒ္ဓရဲ့အရှင်ကိမိလရဲ့ပတ္တိယရဲ့၃ပါးနေတာဖြစ်တယ်အရှင်ကိမိလတို့ပတ္တိယတို့အနုရိဒ္ဓတို့ကနေပြီးတော့ဖះရှင်ကိုခရီးဥလာပြီးကျိုဆို ကျူဆူပြီးတော့နောက်ခွန်းဆက်သစကားပြောပြီးတော့ဗုဒ္ဓဘုရားရှင်အထွတ်နေရာလေးတွေတည်တည်ချာချာတတ်တတ်ရရခင်းခြင်းပြီးတော့မှအဲ့ဒီမှာဗုဒ္ဓဘုရားရှင်သတင်းသုံးပြီးတော့မှသူတို့မေးတယ်သင်တို့အချင်းချင်းရောညီညွတ်ကြပါရဲ့လားဒီလူမေးတာကောသံဘီယာယဟန်တော်တရားအချင်းချင်းမညီညွတ်ကြဘူးလေရန်တွေ့နေကြတာစကားများနေကြတာဖြစ်တဲ့အတွက် အချင်းချင်းမညီညွတ်ရင်စိတ်ရှင်းရတယ် ဒါကြောင့်သင်တို့ရောသုံးပါးစလုံးအချင်းချင်းညီညွတ်ကြပါရဲ့လာတဲ့သင်ကြပါရဲ့လာမြတ်စွာဘုရားကဒီလိုစကားမေးတယ်မေးတဲ့အခါတပည့်တော်တို့ရဲ့သုံးပါးဟာပုဂ္ဂိုလ်ကသုံးဦးကွဲနေပြီမဲ့စိတ်ကတစိုက်ထဲမှာဘုရားလူသုံးယောက်ကွဲနေပြီမဲ့စိတ်ကတစိုက်ထဲတဲ့အဲ့နင်တို့တစိုက်ထဲဖြစ်တဲ့အကြောင်းကိုပြောပါအောင်လို့ဘုရားရှင်ကနေပြီးတော့မှအရှင်အနုဒုတ်တော်ကိုမေးတဲ့အခါကျတော့တပည့်တော်တို့ဟာ တပတ်နဲ့တပတ်နဲ့ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာတွေရှိကြပါလေဖရာမေတ္တာဘယ်နှမျိုးလဲ၃မျိုးအဲ့ဒါတော့ထူးထူးခြားခြားပေါ့အဲ့ဒီဝါတော်မှာပြောခဲ့တဲ့စကား၃ခုကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာအချင်းချင်းသွားလာတော့မယ်လောက်ကင်တော့မယ်နေထိုင်တော့မယ်ဆိုအရေးအကြီးဆုံးအချက်ကဒီ၃ခုတဲ့ ကာယကံမေတ္တာကသင်တို့ဘလို့ပြုခြင်းသလဲဖခင်ကမေးတော့တပည့်တော်တို့ဆွမ်းခံသွားပြီးတော့အူးဆုံးရောက်လာတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်ချက်တော့အဲကာယကံမေတ္တာအနေနဲ့သူတို့ဆွမ်းစားဖို့အရှင်သင်စပွဲခံစပွဲတွေခင်းထားပေးပါတယ်ဖခင်နောက်ပြီးတော့ဘာလုပ်လဲဆိုတော့တော့ရီတုံးရီတွေအရင်ဆုံးတည်ထားပါတယ်ဖခင်ဒီလို့ နောက်ချမရောက်လာတဲ့ပုံကိုစွန့်စားပြီးရင်ဆိုရင်အဲ့ဒီတပိတ်တွေအဲ့ဒီမှာစီကြောတုတ်တင်ချင်းတန်ရှင်းရေးလောက်ချင်းဆိုတဲ့ကိစ္စဆောင်ရွက်ပါတယ်ဖရာအစရှိတရားဖြစ်လို့အတူဦးဝင်သူလောက်ကြတယ်ကိုဦးဝင်ကိုလောက်ကြတယ်တူတူဦးပေါ်မှာငဲ့ညာကြတယ်ထောက်ထားကြတယ်တပိတော့လို့အဲ့ဒီမှာတူဦးပေါ်မှာတူဒီပုဂ္ဂိုလ်တွေနဲ့တပိတော့နေရတာဒီပုဂ္ဂိုလ်နှစ်ပါးနဲ့နေရတာတပိတော့သက်ခံကောင်းတယ်ဗျာသူရဲ့ခံစားချက်လေးရနော် တက်ကံကောင်းတယ်ဘာဖြစ်လဲတပိတော်ရဲ့အပေါ်မှာမှန်ကန်တဲ့စေတနာအပြည့်နဲ့စောင့်ရှောက်ကြတယ်ဖေဟာဟိုတပတ်မေးနေအတနေပဲတပတ်မေးတယ်အတနေပဲအဲ့လိုပြောတဲ့အခါအချင်းချင်းနုနဲ့ရေရောတကယ်ဆိုဗာတယ်လေညိုနေကြီးအချင်းချင်းကညီညွတ်ကြတာနုနဲ့ရေကိုပေါင်းစားကြည့်ပလားခလောက်လိုက်ရင်သွားရောသွားတာပဲစီနေကြီးကတော့ဘယ်တော့မှမယုံစီရသွားအပေါ်တက်လာတယ်ကြီးကအောက်မှကြံခက်တယ်ဘယ်တော့မှမယုံစီနေကြီးက နောက်ပြီးတော့ဟိုနှုတ်နဲ့ကြည်ကြတော့ cloud လိုက်ရင်ရောသွားတယ်နှုတ်နဲ့ကြည်ရောသလိုစိတ်အချင်းချင်းဟာရောနှုတ်မှုရှိပါတယ်ဖေဟာတပည့်တော်လို့အဲ့ဒီမှာသူအချို့ကိုအချို့လိုလာတဲ့စိတ်တွေရှိကြပါတယ်ဖေဟာဖေဟာရှင်ကသာဓုခေါ်တယ်ကဲထားပါတော့အဲ့ဒါဆိုရင်သင်တို့တရားကျင့်သုံးမှုနဲ့ပတ်သက်ပြီးတော့ဘလို့ကျင့်သုံးကြသလဲအပမတာမမေ့မလျော့မပေါ်မဆတဲ့သတိတရားတွေလက်ကင်ထားပြီးကျင့်သုံးကြပါရဲ့လားလို့မေးတဲ့အခါကျတော့ပုတ္တဖေဟာရှင်ကမေးတဲ့အခါတပည့်တော်တို့ဒီဒီလိုဒီလိုဒီလိုကျင့်ကြပါတယ်ဖေဟာတရား ားတင်ပြီးတော့တပတ်တစ်ခါတရားဆွေးနွေးကြပါတယ်ဖေ။ညဥယံဘိန်အချိန်ကာလကြတော့သူတွေးရှိတယ်ကိုတွေးရှိတယ်တွေးရှိတယ်တရားတွေတရားတွေဆွေးနွေးကြတိမ်ပင်ကြညှိနှိမ်ကြအချင်းချင်းဖယ်လှယ်ကြတဲ့အဲ့ဒီမှာတရားတွေကိုဒီလိုဖယ်လှယ်ကြဆွေးနွေးကြပါတယ်ဖေ။သူတို့သုံးပေါက်ကြည်ရတာအကြောင်းကိုကြားရတာကိုပါစိတ်ချမ်းသာပါတယ်နော်။အဲ့ဒါကဒီဗလိလင်ကတော့ကိုမရောက်လာခင်မှာ တောင်းရင်တခုမှဖះရှင်နဲ့အဲ့ဒီကိုတော်သုံးပါဟိုကိုသံဘီကိုတော်တွေနဲ့ဆန့်ကျင်ဖက်ပဲကိုသံဘီကိုတော်တွေကအချင်းချင်းရန်တွေးလို့စကားမြလို့ပူလောင်ပြီးတော့ရှုပ်ထွေးနေကြတယ်ဒီကိုကိုတော်သုံးပါကြောအီချမ်းလို့လွတ်လာလို့ရှင်းနေလို့ကဲကောင်းပြီအပမတာတရားတွေဒီလိုသင်္ခါရရဲ့သဘောကဓမ္မသဘောတရားတွေကိုတပိတော်လို့ဒီလို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 ကျင့်သုံးကြပါတယ်ဖះဆိုတော့ဖះရှင်တော်သာတုသာတုသာတုခေါ်တယ်သာတုခေါ်ပြီးတဲ့နောက်ဖះရှင်ကတပါးတည်းထွက်လာတယ် ထွက်လာပြီးတဲ့အခါကျတော့ပလိလင်ရပလိလင်ရရွာကိုဖြတ်ပြီးတော့ပလိလင်ရဒေါ်လို့ခေါ်တယ်ဒီရွာတော့မဟုတ်တော့ဘူးသူကသူပလိလင်ရရွာဆိုရင်ဘာလို့ဆိုရင်အနည်းဆုံး၃လိမ့်မိုင်လောက်ဝေးလောက်တဲ့နေရာပေါ့ဖះရှင်တပါးတဲ့ချွတ်ချီပြီးတော့ရောက်လာတဲ့အခါတောင်းတောင်းတဲ့ပြီဆိုတဲ့အခါဖះဦးခီးလာကြုံဆိုသူရှိတယ်ဘာလို့လဲဆိုဒီဒီပလိလင်ရလို့တော့လို့ဘာလို့ခေါ်ရလဲအဲ့တော့တဲ့မှာပလိလင်ရဆင်းဆိုတာရှိတယ် ပလိလင်ရဆင်ဆိုတာကရှင်အုပ်ကြီးတဲ့ကနေတပါးတဲ့ဒဂွန်နဲ့ခွက်ထွက်လာတာဆိုရှင်အုပ်ကြီးတဲ့မှာသူနေတဲ့အခါကျတော့အဲ့ဒီမှာ ဟိုတခါတည်းရှင်မကြီးတွေလည်းပဲရှင်အဲ့ဒီရှင်ကြီးကိုပုတ်တိုက်သွားတဲ့အခါသူဆက်ကကျဉ်ကျက်တယ်။တခါတည်းကျတော့သူကနေခူချလိုက်တဲ့အဲ့ဒီအတက်တွေအလွတ်တွေရှင်ရှင်ငယ်ပေါ့စတွေပဲအူးဆုံးစားသွားကြတော့သူသူကအူးဖြတ်ဖြတ်တခါမှမစားဘူး။ရီတော့တော့လည်းပဲသူကရှင်ငယ်လေးတွေကအရင်ဆုံးပြပြပြတောက်ကြတော့ရီနောက်ပဲတောက်ရတာဖြစ်လို့သူစိတ်ကျဉ်ကျလာတယ်အဲ့ဒါနဲ့သူရှင်တကောင်ထဲကနေခွတ်ထွက်လာပြီးတော့ဗလက်ဗလိလင်ကတော့ရောက်လာတာ။ ရောက်လာတဲ့အခါဖယားရှင်ကနေပြီးကြွလာတယ်ဆိုတော့ရှင်ကသိတယ်ဗျာဖယားရှင်သူ့တော့ရောက်လာတယ်ဆိုတော့တပိတ်လေးလမ်းယူတယ်သင်္ကန်းလေးလမ်းယူတယ်သူနမောနဲ့လမ်းယူပြီးတော့ဖယားရှင်ကိုခီးဦးကြိုဆိုတယ်ဗျာဖယားဦးခီးဦးခီးဦးကြိုဆိုပြီးတဲ့အခါကျတော့အဲ့ဒီမှာဖယားအရှင်အတွက်ပါလာတဲ့ဖယားရှင်ရဲ့နထသင်္ကန်းကိုကြော့ဖြာပြီးပုံမှာခင်းပေးတာကြော့ဖြာပုံမှာခင်းပေးအဲ့ဒီနေရာမှာဖယားရှင်သတင်းသုံးနေတဲ့အခါရှင်ရတဲ့တအားကြည့်နူတာဒီဒီဒီတော်ဒီနေရာဝန်းကျင်ဒီတော်တော့ဖြစ်နေတယ်ပေါ့ ဲ့တော့ကဒါကြီးကတိုးကြီးပေါ့ရှေးတုန်းကတော့တိုးကြီးပေါ့အခုကကြောက်ဖြာကြီးကြီးသူကတိုးကြီးကိုဘလို့ဖြစ်သွားတယ်လဲဆိုတော့နှိပ်ပေါင်းများစွာကြာရင်ကြီးတွေတိုက်ဆိုင်ရင်တိုက်ဆိုင်ရင်တိုက်ဆိုင်တိုက်ဆိုင်အနစ်တရာဆိုသူတို့တပေတပေနှုတ်မကောင်းသူတို့ကြာရှင်းနေကြီးတိုက်ဆိုင်နဲ့အတွင်းတက်ကကြောက်သားတွေပေါ်လာတာအရင်တော့ကတော့ကြောက်သားဖြစ်ချင်မှဖြစ်မှာပေါ့ ဟိုလိုအတော့အပေါ်အပွားရေတိုက်စားလို့အဲ့ဒီဟိုဟိုဟာကြီးကကုန်သွားတာအပွားကိုတစ်ပင်နေထိန်းထားပေးတာမရှိတော့လေတစ်ပင်ထိန်းထားပေးတာမရှိတော့တဲ့အခါမြေစီမြေလွားတွေတိုက်စားရင်းနဲ့တိုက်စားရင်းကင်းကမြေမျိုးရင်းကုန်သွားတာဒါကြောက်တောင်ပဲကြာမှာပေါ့အရင်တော့ကတော့ဗလိလင်ရတော့တဲ့စာထဲမှာတော့သသရရာယူရဟိုជីជីမမာယူရအဲ့တော့ထဲမှာရှင်မင်းဖယားရှင်ကိုကိုတော်မြတ်ကိုဘသူကလှုပ်ကြွေးလဲဆိုပလိလင်ကရှင်မင်းလှုပ်ကြွေးတယ်ဇာတိမှာဒီလိုရှိတယ် ဗလိလင်ရတော့တယ်မှာဗလိဗလိလင်ရတော့လို့ခေါ်တာအဲ့ဒီဗလိလင်ရရှင်းနေလို့ဗလိလင်ရတော့လို့ခေါ်တာအဲ့ဒီရှင်ရတဝါတွင်းလုံးဖယားရှင်ကိုရေပူရေချမ်းကန်းရေပူရေချမ်းကန်းတာအော်စီအရှင်ကဘလို့လှုပ်လဲဆိုရှင်မီဖို့ပုံကတစ်ကိန်းတွေကိုသူနမောနဲ့တစ်တစ်ချောက်ကိန်းတွေကိုဟိုလိုနမောနဲ့ဟိုဟိုချိုးချိုးပြီးတော့ဆူဆူပြီးတော့မိရအောင်ဘလို့လှုပ်လဲဆိုကြော့ကြော့နှစ်ခုကိုသူကပုတ်တိုက်တာ ပုတ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာပုတ်တိုက်တဲ့အခါကျတော့မိရလာတယ်ထင်းချောင်းအဆွေးလေးတွေထား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 ရင်းခုအဲ့လိုကြော့ကြော့အချင်းချင်းပုတ်တိုက်လိုက်တယ်ပုတ်တိုက်လိုက်တဲ့အခါကျတော့ဘာထွက်လာလဲဆိုတော့အဲ့ဒီဟိုမိထွက်လာတယ်အဲ့ဒီရတဲ့မိကနေပြီးတော့မှသူကြော့ကိုမိဖုတ်လိုက်တယ်ကြော့မိဖုတ်ပြီးတော့မှအဲ့ဒီရေခွက်ထက်ကိုဟိုရေရေရှိနေတဲ့အဲ့ဒီရေခွက်ထက်ကိုဘာလုပ်လဲဆိုတော့အဲ့ဒီသူအဲ့ကြော့ခက်တုံးအပူကြီးကို ကြောက်ကြောက်ခဲတုံးအပူရောဟိုလိုဟိုဟိုတေသတွေနဲ့ညပြီးတော့ကြောက်ခဲတုံးတို့ရည်ထဲလဲဟိုကြောက်ခဲတုံးအပူရောဘာလို့လဲဆိုရင်အဲရည်ထဲထဲလိုက်တာရည်ကပေါ်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 ဆူလာတာဆင်းရဲဆင်းရဲဆင်းရဲဖះရှင်ကိုရည်ဘူးအဲ့လိုနီးနေလောက်ဝေးတာအဲ့လိုလောက်ဝေးပြီးတော့တဝါအတွင်းလုံးသူပြူစုတယ်ဆုံကန်သွားပြီဆိုရင်သပိုက်တွေကြိမ်ဝေးတယ် လူထက်လိမ်ပါသေးတယ်သပိတ်ကင်ပေးတယ်နထသင်္ကန်းကိုယူသွားတယ်ဖះရှင်ရွာထဲဝင်အဲနင်ဒီမှာပဲကြံခဲအန်ဒရီမြရတယ်နင်ရွာထဲလိုက်ရတဲ့အမျိုးမဟုတ်ဘူးဆိုရင်အဲ့ဒီနေရာမှာပဲစောင်းပြီးနေတာဖះရှင်ကြွားပြန်လာပြီဆိုတဲ့အခါကျတော့ဘာဖြစ်လဲသပိတ်တွေယူပေးသင်္ကန်းတွေယူပေးသူ့တောင်ပေါ်မှာတော့ဖះရှင်ကိုជីနူးပြီးတော့အဲ့လိုတော်ဝအတွင်းလုံးပြူစုလောက်ကျွေးနေတာအဲ့ဒါ လောက်ကျွေးနေတဲ့အခါကျတော့ရှင်မေကလောက်ကျွေးတဲ့အခါကိုဒီတော့တဲ့မှာမြောက်ဤတကောင်ရှိတယ်။ရှင်မေကဝူကြည့်ဝူငယ်ပြူစုတဲ့အခါကျတော့သူလည်းပဲအားအပါးရပြူစုခြင်းနဲ့ဘာလို့လဲဆိုပြအုံနေဖွတ်တာ။တို့တချို့ပကြီးကဆွဲထားတာတွေ့ဖူးပါလိမ့်မယ်။အဲ့ဒီရှင်ရှင်နဲ့မှာဟိုဟိုမြောက်တကောင်နေပြပြအုံကြိမ်ပြီးဖျောက်ကတ်နေတာလေ။ အဲ့ဒါဒီရဆလန့်ဒီရဆလန့်အဲ့ဒါကဒီဘက်ကပြအောင်ကင်ပြီးတော့မှအဲ့ဒီဖယားကိုပြပြမုံလူတာလေပြဆွမ်းလူတာလူတဲ့အခါကျတော့သူလူတဲ့ပြဆွမ်းသွားအဲ့ဖယားကမဖုံးပေးဘူးဟိုလိုဟိုလိုဖြစ်နေပြကွန်ကတငယ်ရှိနေတာဟုတ်တငယ်ပါနေတော့အဲ့ဒီမှာဖယားရှင်ကဟိုကြည့်ဒီကြည့်ကြည့်ပြီးမဖုံးပေးဘူးအဲ့ကျတော့သူကဘယ်လိုလဲဆိုသိတယ်မြောက်ကအဲ့ပြတငယ်တွေအကုန်လုံးဖယ်ပြကွန်တွေအကုန်လုံးဖယ်ဖယ်ပြီးတော့ကတ်တဲ့အခါကျတော့ဖယ်ရွက်နဲ့ကတ်တာ အင်းကြဖေးရတဲ့ထဲပြီးကတဲ့ခါဖေးရဖုံပေးတာအခါကျမဖေးရဖုံပေးလို့ဆိုပြီးပြောတာတဲ့အားမေးပြောပြီးတော့သစ်ပင်ကနေဟိုးခုန်တက်ပြီးတော့မှဟိုပြောပြီးတော့အပေါ်ကနေပြီးတော့ခုန်ချကျွန်းထုတ်လိုက်တဲ့အခါပြောသွားလို့အောက်ကနော်သူအပြောလွန်ပြီးတော့အောက်ကနေသစ်ခွိုင်းနဲ့သူယင်နဲ့ဆောင်းပြီးတော့ဒီမြောက်ရသေသွားတာမြောက်သေသွားတဲ့အခါကျတော့အဲ့ဒီမှာအဲ့ဒီမြောက်သေတဲ့အခါသူကောင်းမှုအကြောင်းပြုပြီးတော့မှအခုတာဝတိန်သားမှာအဲ့ဒီမြောက်က နတ်သားဖြစ်နေတယ်တဲ့အဲ့ဒီမှာမြောက်မြောက်ကနတ်သားဖြစ်နေတယ်အဲမြောက်နတ်သားတဲ့နင်တို့တွေးချင်နတ်ပြည်ရောမှရှာကြည့်ဖို့ကွာအခုတော့ငါလည်းပြလို့မရဘူးစားရဲမရှိတဲ့အတိပြောရတာကိုနင်တို့နတ်သားဟိုနတ်သားဖြစ်နေတယ်တဲ့အဲနင်တို့နတ်နတ်သမီးဖြစ်မှဝင်သွက်တဲ့ကြည့်ကြဟာလားအခုတတိရှိသေးတယ်နတ်ပြည်မှာနတ်ပြည်မှာလူပြည်နဲ့တရားမှနတ်ပြည်ကတရက်ပဲရှိသေးတယ်အဲ့တော့ကဘာဖြစ်လဲဆိုတဲ့အခါ အဲ့ဒီတော့မှဒီဒီဒီတော့မှအဲ့ဒီနတ်အဲ့ဒီဘလာလေးရှင်မင်းကိုအချောင်းပြူပြီးတော့မှမလုပ်လဲဆိုတော့အဲ့ဒီမြောက်ကလည်းပဲသူကအကြပြီးတော့ကောင်းမှုပြုခွင့်ရတာဆိုလိုတဲ့အတိတ်ဘက်ကဖယားရှင်ဟာလူနတ်မြန်မာတတ်တော်ဟာတတ်တော်တွေလည်းပူဇော်ကြတယ်ဆင်းတွေလည်းပူဇော်ကြတယ်မြော့တွေလည်းပူဇော်ကြတယ်နဂါတွေလည်းပူဇော်ကြတယ်ကလုံးတွေလည်းပူဇော်ကြတယ်လူထဲမှာလူမင်းတွေလည်းပူဇော်ကြတယ်နတ်မင်းတွေလည်းပူဇော်ကြတယ်ပြမမင်းတွေလည်းပူဇော်ကြတယ် အလုံးသောသတ္တဝါတို့ရဲ့အပူဇော်ခံဖယားရှင်မှာဖယားရှင်ရဲ့ဘုံတော်ကံတော်ညံတော်တကူတော်ရဲ့စွမ်းအားဟာသတ္တဝါတို့ရဲ့အကျိုးစီးပွားကိုအပြစ်အဝဖြစ်စေတဲ့ကောင်းမှုကိုအတိအသင့်ဖြစ်သွားစေတယ်။ကောင်းမှုကိုအတိအသင့်ဖြစ်သွားစေတယ်နော်။အဲ့တော့အဲ့ဒီဆိုလိုတဲ့အတိပ္ပယ်ကဒီမှာနောက်ပိုင်းကျတော့ဖယားရှင်အဲ့ဒီဟိုကကောသံပီရဲ့ကောသံပီရယဟန်းနဲ့ယဟန်း900ကနေအရှင်အာနန္ဒာနဲ့တကွလာရောက်ပြီးတော့ပင့်ကြတာ။ ပင်ကြတဲ့အခါကျတော့ဖယားရှင်အဝချွတ်တဲ့အခါကျတော့လာပင်တယ်လာပင်ပြီးတော့ကောတိတယုံပြန်ကြွအဲ့ချိန်မှာရှင်မေကနေပြီးတော့မှရှင်မေကနေပြီးတော့ဖယားရှင်ကိုလိုက်ပို့ရွာဝင်တော့ရောက်တဲ့အခါကျတော့အသင်ဒီမှာပဲခြံခဲတဲ့အနေနဲ့အဟိုက်ဒရိတ်ဆံဖြစ်တဲ့အတွက်မဲ့ညာဖူညာကိုလည်းသင်ဖြစ်နိုင်တဲ့စွမ်းအားမရှိဘူးဆိုတဲ့အခါကျတော့အဲ့ဒီပလာလဲရှင်မင်းကဖယားရှင်နဲ့ခွဲရတာဖြစ်တဲ့အတွက်ရင်ခွဲနာကြပြီးတော့သူလည်းပဲအဲ့ဒီမှာဝမ်းနေစရာအဲ့ဒီသူကအဲ့ဒီ အဲ့ဒီပလိလင်ကယွာနဘေးမှာပဲသူကအသက်ပါတေဆုံးသွားတယ်သူလည်းပဲနတ်ဒီမှာနတ်သားဖြစ်တယ်ပဲပေါ့နော်အဲ့တော့နောက်ပိတ်ဆက်လန်းကတော့ဥပမလို့အခုဒီရဆက်လန်းတော့အဲ့လိုပါပဲအဲ့တော့ဒီရဆက်လန်းနဲ့ဆက်ဆက်ဖို့ဆိုတာက ခုနကျတော့အဲ့ဒီမှာကောတိတယုံဂျွန်နဲ့မှ လာပြီးဆက်စားမှာဖြစ်တယ်နော်ဒီဇလန်အဲ့ခါကျမှဆက်ပြီးတော့ပြောကြတာပေါ့အခုအခုကတော့ဘာဖြစ်လဲဒီကဖြစ်တဲ့ဗလိလင်ကတော့မှမြတ်စွာဘုရားတပါတဲ့သတင်းသုံးခဲ့တာဒီတပါတဲ့သတင်းသုံးခဲ့တဲ့အရာကတော့ကာယဝိဝေကစိတ်တဝိဝေကဆိုတဲ့ဝိဝေက၃ပါးဥပတိဝိဝေကဆိုတဲ့တမနာဒုက္ခဆိုတာကတပါတဲ့နေမှာအပြည့်အဝ အပြည့်အဝသုံးဆောင်ခံစားခွင့်ရှိတယ်တမနာဒုက္ခယဟန်တို့ရဲ့ချမ်းသာဆိုတာတပါးတဲ့နေရတာလွတ်လပ်တယ်ရှင်းလင်းတယ်ငြိမ်းချမ်းတယ်ကြည်နပ်တယ်အားရတယ်ကြည်နူးတယ်ပီတိတွေအစွမ်းကုန်ဖြစ်ပြီးတော့လွတ်လွတ်လပ်လပ်ဖြစ်ခွင့်ရှိတဲ့အနေထားတက်သေးတဲ့ကဖယားရှင်ကိုတော်တင်ကနေပြီးတော့ဘလို့အမိန်ရှိခဲ့သလဲဆိုတဲ့အခါလူဟာအပေါင်းအဖော်ကောင်းရရင်ရမရဘူးဆိုရင်တယောက်တည်းနေတာအကောင်းဆုံးပဲဆိုပြီးတော့ဖယားရှင်ကနေအဲ့ဒီဓမ္မဒေသနာကိုဟောကြားချိမြင့်တာရှိပါသေးတယ်အဲ့ဒီမှာ တယောက်တည်းနေအလုံးနဲ့အတူတကွအကျိုးပူးပေါင်းစွာဆောင်ရွက်လို့ရရင်ရဖယားရှင်လည်းပဲကောသံပြည်မှာရှိတဲ့ယဟန်တော်တွေကသူတို့အကျိုးစီးပွားကိုဆောင်ရွက်လို့ဆောင်ရွက်မှမသိပဲနဲ့အဲ့ဒီမှာဖယားရှင်ဖြန့်ဖြေးပေးလို့တော့မှဖယားရှင်ကိုဖယားရှင်ရဲ့စကားနားမထောင်ဆိုဖယားရှင်လည်းနေစရာမလိုတော့ဘူးငါတပါးတည်းပဲနေတော့မယ်ဆိုပြီးတော့ဒီမှာအလုံးအကျွေးဘူးမှမရှိပဲနဲ့တပါးတည်းဆယ်ဝါမြောက်မှဒီမှာသတင်းသုံးသွားတာဖယားရှင်အတွက်တော့လွတ်လွတ်လပ်လပ်ကင်းကင်းရှင်းရှင်းငြိမ်ငြိမ်ချမ်း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 သာသာအဲ့ဒီ 嘛。嗯 တပားတဲ့နေရတဲ့အကျိုးတရားကိုတက်သေးတရကအနေအားဖြင့်ပေါ်ထုတ်ပြခဲ့တာဖြစ်ပါတယ်။တို့ဖျားဖုသူတော်ရှင်အပေါင်းတို့ဒီလဲပုဒ္ဒဖျားရှင်ရဲ့ကာယဝိဝေက စိတ်တဝိဝေကဥပတိဝိဝေကသုံးပါးကိုအဲ့ဒီမှာကင်းကင်းရှင်းရှင်းနဲ့လွတ်လွတ်လပ်လပ်ကြည်ကြည်နက်နက်သုံးဆောင်ခံစားခွင့်ရသွားသလိုသူတော်ကောင်းတို့ဒီလဲကာယဝိဝေကစိတ်တဝိဝေကဥပတိဝိဝေကဆိုတဲ့ကင်းစိတ်ချင်းရဲ့အရတာကိုအပြည့်အဝသုံးဆောင်ခံစားနိုင်သူများ ဖြစ်နိုင်ကြပါစေကုန်သတည်း